တနင်္လာသာသမီများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေရင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေရင်ဟော့စတန်နေ့မပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိတ်ထားကြဖို့ဖြစ်ပါတယ်။လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။မိမိရဲ့မိသားစုထဲမှာအလုံးမှာပတ်ဝန်းကျင်မှာ စသည်ဖြင့်လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ ရှိတဝခဲနာဇဝခဲဆုံးဖြတ်ခဲရွေးချယ်ခဲစဉ်းစားကြက်တဲ့အဲအခြေအနေများလည်းကြုံရတတ်ပါတယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များသည်ထင့်ကောက်ကြံ့ကြံနေတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ကောင်းသောအပြောင်းအလဲများဖြစ်လာဖို့ရှိနေပါတယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေရှိရင်လည်းပြန်ပြီးတော့ဝင်လာဖို့ရှိနေပါတယ်အဲ့တော့အင်မတန်ကောင်းပါတယ်စီးပွားရေးတွေတိုးတက်ဖို့လုပ်ငန်းတွေတိုးတက်အောင်မြင်စေဖို့အတွက်မကြခင်မှာကောင်းသောအပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ် တော့ငွေကြေးနဲ့ပတ်သက်လို့တော့မထင်မှတ်တဲ့ပုံစံနဲ့အောင်မြင်တတ်ပါတယ်အဲ့တော့ရမယ်လို့ထင်တဲ့ငွေတွေကမရဘဲနဲ့မရဘူးထင်တဲ့ငွေတွေကရတတ်ပါတယ်မထင်မှတ်တဲ့အချိန်မှာမထင်မဲ့မထင်မှတ်တဲ့ပုံစံမျိုးနဲ့ငွေတွေဝင်လာဖို့ငွေကြေးအကျံစီတွေအောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများသည်မထင်မှတ်တဲ့အချိန်မှာမထင်မှတ်တဲ့ပုံစံမျိုးနဲ့အောင်မြင်ဖို့ရှိနေပါတယ်မထင်မှတ်တာတွေဖြစ်လာတတ်ပါတယ်အခြေအနေပတ်သက်လို့ကတော့သုံးပွင့်ဆိုင်ဇက်လန်းဖြစ်နေပါတယ်။ဂျားလူအနောက်ရှက်ရှိနေပါတယ်။ တရားမတရားတစ္ဆာရှိဖို့အရေးကြီးပါတယ်အင်ထောင်ရင်းနဲ့ပတ်သက်လို့လည်းအမျိုးသမီးတယောက်ဂျားဝင်ရှုပ်တတ်ပါတယ်အဓိကအမျိုးသမီးကခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်ခရီးသွားကန်နေခရီးရပြန်လာကစားခရီးသွားတဲ့အလုပ်စသည်ဖြင့်ခရီးနဲ့ပတ်သက်သောအမျိုးသမီးတယောက်ဂျားဝင်နှောက်ရတတ်ပါတယ်သူ့ကိုအကြောင်းပြုပြီးတော့နေနေမယားကတော့ကစားဖြစ်တတ်ပါတယ်ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်ပညာရေးနဲ့ပတ်သက်လို့မြန်မာပါတဲ့လူတယောက်ဆရာနေပြီးတော့အကျံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ် ကျမ်းမိုင်နဲ့ပတ်သက်လို့ကတော့လေချောင်းနဲ့ပတ်သက်တဲ့လေနဲ့ပတ်သက်ယောဂများသတိထားစေလိုပါတယ်။အရင်တော့ဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများသတိထားစေလိုပါတယ်။အဲ့တော့ဒီလိုကန်ဆန်းမယ်ဆိုရင်တော့2 3 6ဖြစ်ပါတယ်။ကန်ကောင်းစေတဲ့အရာတွေကတော့အနီရောင်အပြည့်အောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရက်စားပလင်းနဲ့ခောက်ပေးပါ ဘဇက်ကလည်းစူတောင်းမှာ ရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမစိုးဘယ်ချိန်မစိုးဆောင်ရွက်နိုင်ပါတယ်ရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရက်စားပလင်းကျွန်တော်တို့စားတဲ့ရက်စားရက်စားပလင်းနဲ့ခောက်ပေးပါရိုက်ပေးပါကံကောင်းစေမဲ့ရေတရာကတော့အိမ်ဖျားမှာပေါင်မုံ၅ချက်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ ကဲအားလုံးအောင်စေပိုင်စေ နိုင်စေခိုင်စေဗျာအင်္ဂါသာသမီများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်နေရတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ် မျက်မှန်ပါတဲ့လူတယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းညံကောင်းများရဖို့ရှိနေပါလေအဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်မျက်မှန်ပါတဲ့လူတယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းညံကောင်းများရဖို့ရှိနေပါလေမျက်မှန်ပါတဲ့လူတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်မယ်ဆိုရင်တော့မိမိရဲ့စိတ်ကူးများအကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ် အဲ့တော့စီးပွားရေးလုပ်ငန်းအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြေးသားသူများကတော့မထင်မှတ်တဲ့အနှောက်အယှက်တွေပေါ်တတ်ပါတယ်အဲ့လုပ်ငန်းစီးပွားအဆင်ပြေနေတဲ့သူများကတော့မထင်မှတ်တဲ့အနှောက်အယှက်တွေမပေါ်ရလေအောင်ကိုယ့်ရဲ့အလုပ်ခန်းမှာရုံးခန်းမှာဆိုင်မှာရှိတဲ့ပစ္စည်းအချို့နေရာပြောင်းရွှေ့ပေးပါငွေကြေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်ဆုံးရှုံးမလို့ဖြစ်နေတဲ့မရဘူးလို့ထင်ရတဲ့ငွေတွေပြန်ပြီးတော့ရဖို့ဝင်လာဖို့ရှိနေပါတယ် အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိတ်ကူးအကြံကောင်းညံကောင်းတွေလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်။အဲ့တော့အကျွေးလေးကြေးဖို့အကျွေးလေးရဖို့ငွေကြေးအခက်အခဲလုံးများဖို့ငွေကြေးအကြံစီအောင်မျိုးငွေတွေဝင်ဖို့အတွက်စိတ်ကူးအကြံကောင်းညံကောင်းများလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်။အဲ့တော့အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးကိစ္စများကိုရေရေတင်းတင်းဆောင်ရွက်နိုင်ပါတယ်။စိတ်ကူးညံပေါ်သည်ဆောင်ရွက်လို့ရပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့ဖုံးကွယ်မှုတွေဟန်ဆောင်မှုတွေအင်ညာမှုတွေထုံမှုတွေနမိတ်ပဲဖြစ်ပါတယ်။ မိမိချစ်သူရဲ့ဖုံးွယ်ခြင်းဟန်ဆောင်ခြင်းလိညာခြင်းခံရပါတယ်အိမ်ထောင်နဲ့ပတ်သက်လို့တော့မိမိရမှန်နေပါလျက်နဲ့စကားပြောညင်းခုံဖြစ်ရှင်းရတတ်ပါတယ်အမှန်ဘက်ကနေစကားပြောညင်းခုံဖြစ်ရှင်းရခြင်းဆိုလည်းမိတ်ပဲဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်မိမိရည်မှန်းထားတဲ့အမှတ်တွေပို့ပြီးတော့ဂုဏ်လူတွေရဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့တော့ C တွားနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။စီးနဲ့ပတ်သက်တဲ့ယောဂ၊တွားနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တီထိုးကန်ဆန်းမယ်ဆိုရင်တော့6ခွန်1နှစ်ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်တွေကတော့အဖြူယောင်အနီယောင်ဖြစ်ပါတယ်။ညာများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစက်တုံအနီနဲ့ခောက်ပေးပါ။စက်တုံအနီ။ ဘဇက်ကလည်းဆူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နေပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစိတ်တုံအနီနဲ့ခောက်ပေးပါ။အဲ့တော့ကံကောင်းစေမဲ့ရေရာကတော့ချိုးမဲ့ရေထဲမှာအနီရောင်ပန်းတစ်ခွန့်ထည့်ပါရေချိုးရင်းဆူတောင်းပါ။အဲ့တော့ဖလားထဲမှာရေထည့်ပါ အနီရောင်ပန်းတစ်ခွန့်ထည့်ပါ ရေချိုးရင်းနဲ့မိမိအလိုရှိတဲ့အရာများကိုဆူတောင်းပါ။ကဲကျွန်တော်ရေကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။ နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေကြ။ဘုဒ္ဓဟူသတိမီများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်ဒီလိုဒီမီဒီယာအကြောင်းစိတ်နှောက်ရှက်ဖြစ်ရတတ်ပါတယ် အရိကအမျိုးသမီးဟာသပင်ဆင်းဆိုးထားတဲ့အမျိုးသမီးဖြစ်ပါတယ်။စကားပြောမှားတာမျိုးစကားပြောကျွန်တာမျိုးစင်းအင်းအတွက်ချက်မှားတာမျိုးလည်းကျွမ်းတတ်ပါတယ်။ရှေ့တဝက်ခက်နောက်ဆဝက်ခက်ဆုံးဖြတ်ခက်အခြေအနေများလည်းကျွမ်းတတ်ပါတယ်။မိမိရဲ့အကြံစီများရွေးချယ်များသည်တင့်ငော့ကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်။အမျိုးသမီးတစ်ယောက်ကြောင့်တင့်ငော့ကြံ့ကြာနေတတ်ပါတယ်။စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ လူကြီးတယောက်ရဲ့အကြံကောင်းညံကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်မိမိရဲ့လုပ်ငန်းတွေတိုးတက်ဖို့စီးပွားရေးတိုးတက်စေဖို့အတွက်လူကြီးတယောက်ရဲ့အကြံကောင်းညံကောင်းများကိုယူပါလူကြီးတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါဆိုရင်တော့လုပ်ငန်းများစီးပွားများတိုးတက်ဖို့ရှိနေပါတယ်ငွေကြေးကအင်ပဒံကောင်းနေပါတယ်ထွက်နေတဲ့ငွေတွေပြောင်းပြီးတော့ဝင်လာဖို့ရှိနေပါတယ်ငွေကြေးအကြံစီများအောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်ငွေနဲ့မြတ်ငွေလည်းမြဲဖို့ရှိနေပါတယ် ပေးစာရှိတဲ့ငွေများလည်းပေးနိုင်မှုရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်ကောင်းသောအလှည့်ပြောင်းတွေဖြစ်လာမယ့်အင်မတန်ကောင်းသောနမိတ်တွေဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်လုပ်ရပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေစိုးရင်စရာလေးတွေတဝင်တူစရာလေးတွေရောထွေးနေပါလိမ့်မယ်။အဲ့တော့ပြက်မလို့ပွဲမလို့ဖြစ်တဲ့သမီးစားစုံလုံးများမပြက်မကွဲပါဘူး။တိုးတော်လည်းပျော်ရွှင်စရာတွေနေပါပြီးတော့ တဝင်းတူချင်းနေစိတ်ပူစရာတွေစိတ်နှောက်ချက်ဖြစ်စရာတွေရောထွေးနေတဲ့နမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရဖို့ရှိနေပါတယ်။အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေအစုလိုက်အပေါင်းနဲ့ဝင်ချင်းအဖိုးတန်စက်ပစ္စည်းများဝင်ချင်းလက်ဆောင်ပစ္စည်းများရချင်းကြုံရတတ်ပါတယ်။ပညာရေးကံကတော့အလေလက်မှာပဲရှိနေပါတယ်။လူကများများကြိုးစားအားထုတ်ဖို့အရေးကြီးပါတယ်။ ကျမ်းမိုင်းနဲ့ပတ်သက်လို့ကတော့ခါအောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလို့ပါတယ်ခါအောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများဖြစ်မယ်လို့မဆိုလိုပါဘူးသတိထားဖို့ပါပဲအဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့6 9 3 4ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အယောင်တွေကတော့အဝါယောင်အပြာယောင်အစိမ်းယောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်အဲ့တော့ရက်တောင်နဲ့ရက်ခတ်ပေးပါရိုက်ပေးပါ ။ဘာသာကလည်းဆူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နှမစိုးဘယ်ချိန်မစိုးစာရွက်နေပါလေ။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပေးပါ။ရိုက်ပေးပါ။အဲ့တော့ကံကောင်းခြင်းနဲ့ရေရကတော့အိမ်ဖျားမှာတစ်သီး၆လုံးလှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညာခိုက်နဲ့ခြေပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။အဲ့တော့တတိချောင်းတော့အမျိုးအစားတူလို့ရတယ်အမျိုးအစားမတူလို့ရတယ်6လုံးဖြင့်ရပါတယ်။ကဲကျွန်တော်ရဲ့အကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့ မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေ ခိုင်စေဗျာကာသာပရိသသမီများဒီဇင်ဘာလ၁ရက်မှာ9ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်နေရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ် မိမိရဲ့အလုပ်ကိုင်များအကျံစီများထင်ငော့ကြန့်ကြာနေတတ်ပါလေလက်ရှိကန်စတာအခြေအနေအကောင်းဆုံးမဟုတ်သေးပါဘူးဖြည်းဖြည်းချင်းကောင်းလာပါလိမ့်မယ်လောလောဆယ်ကံနေမကောင်းသေးဘူးဖြည်းဖြည်းချင်းကောင်းလာမယ်ဆိုတဲ့နိမိတ်ပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကိစ္စအထက်သူများကိစ္စဒီကမြားနေတတ်ပါလေနောက်မိမိရဲ့အကျံစီများရည်ရွယ်ချက်များဟာလည်းပဲထင်ငော့ကြန့်ကြာပြီးမှအောင်မြင်ဖို့ရှိနေပါလေစီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်နဲ့ပတ်သက်လို့အင်မတန်ကောင်းပါတယ် လုပ်ငန်းတွေတိုးတက်ဖို့စီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက်အခြေအနေကောင်းနေအခွင့်အလမ်းကောင်းနေအကူအညီကောင်းနေပေါ်လာဖို့ရှိနေပါတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားနဲ့ပတ်သက်တဲ့အကြံစီများရည်မှန်းချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကတော့အနည်းငယ်လေးညံ့နေပါတယ်ရစရာပေးစရာငွေများထင့်ငော့ကြန့်ကြာနေတတ်ပါတယ်ငွေအလင်ခံတတ်ပါတယ်ငွေကြပြောက်တာမျိုးအထားမှားတာမျိုးတတိထားစေလိုပါတယ်အဲ့တော့ငွေကြေးကိစ္စများအထူးတတိထားပြီးတော့စောင့်ရစေလိုပါတယ် အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေရောထွန်းနေပါတယ်ပျော်ရွှင်မှုတွေကြည်နူးပါရမှုတွေစိတ်သုံးနေတဲ့စိတ်ပူစရာတွေတဝင်တမှုတွေနဲ့ရောထွန်းနေနိမိတ်ပဲဖြစ်ပါတယ်အဲ့တော့ကြည်နူးပါရမှုတွေနေပါနေသောနိမိတ်ပဲဖြစ်ပါတယ်အဲ့တော့ပြက်မလို့လို့ကွဲမလို့လို့ဖြစ်တဲ့သမီးစားများဆိုရင်တော့မပြက်မကွဲပါဘူးအိမ်တော်ကြီးကတော့မာနတွေအားပြိုင်နေတတ်ပါတယ်သူကလည်းမရှော့ကိုကလည်းမရှော့အဲ့တော့ညှိနှိုင်းရကတာမျိုး ဖြစ်ရှင်းရခက်တာမျိုးအခြေအနေများလည်းကြုံရတတ်ပါတယ်အမြင်နဲ့အယူဆတွေပွဲလဲနေတဲ့မာနတွေအားပြိုင်နေတဲ့ညှိနှိုင်းရခက်တဲ့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ပညာရေးကံကတော့အလယ်လက်ရှိပါတယ်လူကများများစူးစမ်းအားထုတ်ဖို့ရည်ကြီးပါတယ်ကျမ်းမိုင်းနဲ့ပတ်သက်လို့တော့ဝမ်ပိုင်းနဲ့ပတ်သက်တဲ့ဥကောင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလို့ပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူး တော့တီတိုးကန်ဆန်းမယ်ဆိုရင်တော့2918ဖြစ်ပါတယ်အဲ့တော့ကန်ကောင်းစေတဲ့အယောင်တွေကတော့အဝါရောင်အဖြူရောင်ဖြစ်ပါတယ်ညံများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့ကန်ကောင်းစေမယ့်ရေရာကတော့အိမ်ဖျားမှာနန်းကြီးတုပ်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကန်ညံ့ခိုက်တွေကြည်ပြော့ပြီးတော့ကန်နေကောင်းစေပါလိမ့်မယ်ရောင်းတွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုဘဲဥပြုံနဲ့ခောက်ပြပါ။ပစကလည်းဆူတောင်းပါ။ရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နည်းမစို့ဘယ်ချိန်မစို့ဆောင်ရွက်နေပါလေရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုဘယ်ဥပယုံနဲ့ခောက်ပေးပါကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါတောက်ကြတာလမီများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေဒင်ဟောစတန်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟောစတန်နေမပြတ်ကြည့်လို့ရအောင် ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှနှိပ်ရသေးတယ်သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်။ရဝေးအဆက်တကောင်းနေပေါ်လာဖို့ရှိနေပါတယ်။တရင်ကောင်းများကြားဖို့ရှိနေပါတယ်။ကောင်းတော်ခီးများသွားဖို့ရှိနေပါတယ်။ဖျားဖုပျော်ပဲစားခီးများသွားဖို့ရှိနေပါတယ်။ပြည်တွင်းပြည်ပခီးများလည်းတွားဖို့အကြောင်းတွေပေါ်တော့တတ်ပါတယ်အဲ့တော့ပြည်တွင်းပြည်ပခီးများအောင်မြင်မဲ့နိမိတ်လည်းဖြစ်ပါတယ်အဲ့တော့ဝမ်းသာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းများ စတင်မွေးဖွားသောနေ့ပဲဖြစ်ပါတယ်မိမိရဲ့အကြံစီများရည်ရွယ်များပြည့်မြောက်အောင်မြင်စေဖို့အတွက်မကြခင်မှာသတင်းကောင်းများကြားဖို့ရှိနေပါတယ်ကောင်းသောအဆက်အသွယ်တွေပေါ်လာဖို့ရှိနေပါတယ်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းများစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်အမျိုးသမီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းများနဲ့မိမိရဲ့လုပ်ငန်းများစီးပွားများတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်မိမိရဲ့လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်စေဖို့အတွက် အမျိုးသမီးတူဦးနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပါဒါဆိုတော့လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်ပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်လို့တော့ငွေအတွက်စကားပြောညင်းခုံဖြည့်ရှင်းရတတ်ပါတယ်မိမိရမှန်နေပါလျက်နဲ့ငွေအတွက်စကားပြောညင်းခုံဖြည့်ရှင်းရတတ်ပါတယ်ရစရာပေးစရာငွေများထင့်တော့ကြန့်ကြာပြီးမှအောင်မြင်ပါလိမ့်မယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့အခြေအစဉ်မပြည့်တဲ့သူများပြန်ပြီးတော့အစဉ်ပြည်လာဖို့ရှိနေပါတယ်။အဲ့တော့ပြည်ပြီးသားသူများကတော့အခြေရဲ့ ချုံမြိန်နဲ့အသီးပွင့်တွေကိုဆွတ်ယူစားတောင်းအောင်နမိတ်ပဲဖြစ်ပါလေ။သို့သောအရင်တုန်းကဖြစ်ခဲ့မှုတဲ့ပြဿနာအဟောင်းစကားဟောင်းတွေပြန်ပေါ်တတ်ပါလေအထူးသတိထားစေလိုပါလေ။အိမ်ထောင်ရင်းနဲ့ပတ်သက်လို့လည်းပဲကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါလေ။မေတ္တာတွေတန်ရောစင်တွေနားလည်မှုတွေအရင်ရတဲ့ပုံပုံပြီးတော့ကောင်းသောအလှည့်ပြောင်းများဖြစ်လာဖို့ရှိနေပါလေ။အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ငွေအစုလိုက်အပေါင်းနဲ့ရခြင်းအဖို့တန်ဆက်ပစ္စည်းဝင်ခြင်းများလည်းကြုံရတတ်ပါလေ။ ပညာရေးနဲ့ပတ်သက်လို့လည်းပဲကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။ပညာရေးရည်မှန်းချက်များသည်မိမိရည်မှန်းထားတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့တော့ဥကောင်းနဲ့ပတ်သက်တဲ့ဒူးနဲ့ပတ်သက်တဲ့ဝမ်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့၄ခွန်၃ခုဖြစ်ပါတယ်။ ကံကောင်းစေတဲ့အရာတွေကတော့အနက်ရောင်အဝါရောင်အနီရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကို အာလူးနဲ့ခောက်ပေးပါ အာလူး။ဘာကြောင့်လဲဆိုတော့မှရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပေးပါ။အဲ့တော့ကံကောင်းစေတဲ့ရေရာကတော့အိမ်ဖျားမှာပေါမုံထောပဲ့တုတ်၃ချက်လှူဒန်းပြီးတော့ဆူတောင်းခြင်းအားဖြင့် ကံအញ្ញံခိုက်တွေကြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေဗျာ။စနေသားသမီးများဒီဇင်ဘာလတရက်မှာ9ရက်အတွင်းတပတ်စာဘေးရင်ဟောစတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေးရင်ဟောစတန်နေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပောင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်။ မိမိရဲ့မျှလင့်ချက်များရည်မှန်းချက်များပြည့်မြောက်အောင်မြင်မယ့်နိမိတ်ပဲဖြစ်ပါတယ်။အမျိုးသမီးတယောက်စီကနေပြီးတော့လည်းပဲအကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။အထက်ကအမျိုးသမီးကခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်။ခရီးသွားကန်နေခရီးရနေပြန်လာကစားခရီးနဲ့ပတ်သက်တဲ့အမျိုးသမီးအထက်ကအမျိုးသမီးစီကနေပြီးတော့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်။မိမိရဲ့မျှလင့်ချက်များရည်မှန်းချက်များပြည့်မြောက်အောင်မြင်မယ့်နိမိတ်ပဲဖြစ်ပါတယ်။စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့ မတရားကောင်းမတရားညှက်သွားတာပါတယ်လုပ်ငန်းစည်းပွားအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်အဲ့တော့လုပ်ငန်းစည်းပွားပြေနေတဲ့သူများကတော့မတင်မတ်တဲ့အနောက်ရှက်လေးတွေပေါ်လာတတ်ပါတယ်မပေါ်ရလျောက်ကိုယ့်ရဲ့ရုံးခန်းမှာအလုပ်ခန်းမှာစိုင်းမှာရှိတဲ့ပစ္စည်းအချို့နေရာပြောင်းရွှေ့ပေးပါဦးငွေကြေးနဲ့ပတ်သက်လို့ငွေကြေးကအလယ်လက်မှာပဲရှိနေပါတယ်ကောင်းလည်းမကောင်းညံ့လည်းမညံ့အဲ့ငွေကြေးက အလေးလမ်းမှာပဲရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုတော့အုံနှောင်ညံသုံးပြီးတော့တတိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်ငွေကြေးကိစ္စများမစွန့်စားတင်ပါဘူးเนาะအဲ့တော့အခြေအနေပတ်သက်လို့တော့ကြီးခဲ့သူများဝင်ရှုပ်တက်ပါတယ်သူ့ဘက်ကကိုဘက်ကကြီးခဲ့သူကိုဝင်ရှုပ်တက်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကြီးခဲ့သူများဝင်ရှုပ်တဲ့အတွက်စိတ်ပူစရာတွေစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကြုံရတဲ့တော့နမိတ်ပဲဖြစ်ပါတယ်အဲ့တော့ကွဲမလို့ပြက်မလို့ဖြစ်တဲ့စိတ်သူများကတော့မကွဲမပြက်ပါဘူး အင်တာဝင်းနဲ့ပတ်သက်လို့လည်းပဲအမျိုးသမီးတယောက်ဂျာဝင်ရှုတ်တက်ပါတယ်အဓိကအမျိုးသမီးကရေနဲ့ပတ်သက်တော့အမျိုးသမီးရေနာနေတော့အမျိုးသမီးရေတန်းတို့လက်ဖက်ရည်တို့အအေးတို့အရက်တို့ဘီယာနဲ့ပတ်သက်တဲ့အမျိုးသမီးအဲ့လိုအမျိုးသမီးတယောက်အင်တာဝင်းမှာဂျာဝင်ရှုတ်တက်ပါတယ်အဓိကအမျိုးသမီးကိုအကြောင်းပြပြီးတော့နင်းနဲ့မရကတော့ခစားလေးတွေဖြစ်တတ်ပါတယ်အထူးသတိထားပြီးတော့ပြသန်းစီလိုပါတယ်အဲ့တော့ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်အဲ့တော့လူကများများစူးစမ်းအထောက်ဖို့ရည်ကြီးပါတယ် ကျမ်းမာရေးနဲ့ပတ်သက်လို့တော့သူင်းနဲ့ပတ်သက်တဲ့ယောဂများစီးနဲ့ပတ်သက်တဲ့ယောဂများဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့၅၄၁၉ဖြစ်ပါတယ်ကန်ကောင်းနေတဲ့အရာတွေကတော့အဖြူရောင်အဝါရောင်အနက်ရောင်ဖြစ်ပါတယ်ညံများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုတော့ရေခွက်နဲ့ခောက်ပြီးပါရေခွက် အဲ့တော့ကိုရေခွက်လည်းရတယ်။နောက်စတိရေခွက်လည်းရတယ်။ရေခွက်လို့ခေါ်တော့အရာ။ခောက်ပြီပါ။ပါဇက်ကလည်းဆူတောင်းမှာ။ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နေပါတယ်။ရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရေခွက်နဲ့ခောက်ပြီပါ။အဲ့တော့ကံကောင်းစီမဲ့ရေရရာကတော့အိမ်ဖျားမှာအနီရောင်ပန်း၆ပွင့်လှူဒန်းပြီးတော့ဆူတောင်းခြင်းအားဖြင့်ကံညက်ခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါသေး နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေပါ။တမင်းကလေးတာသမီများဒီဇင်ဘာလ၁ရက်မှ9ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေ့မပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးမှတ်ရသေးတဲ့သူများနှိပ်ထားကြဖို့ဖြစ်ပါတယ်။ မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းနှစ်ခုအကူအညီကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်နှစ်ခုစလုံးကောင်းပါတယ်ကြိုက်တဲ့နီလန်းကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်နောက်ရေနာနီးသောနေရာကိုခရီးသွားတတ်ပါတယ်စီပွားရေးအလုပ်ကိုလည်းပတ်သက်လို့ရွေးချော်ခြင်းလင်ညာခြင်းဆိုတဲ့နမိတ်များ ထုံမုန်းနေပါတယ်အဲ့တော့စီပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်ကအကြံစီများထင်းတော့လွဲချော်တတ်ပါတယ်နောက်အလိန်ခံတတ်ပါတယ် အထူးသတိထားစေလိုပါတယ်။ငွေကြေးနဲ့ပတ်သက်လို့လည်းပဲကံအနေငယ်ညံ့နေပါတယ်။ငွေကြတော့တာမျိုးအထာမတာမျိုး အခိုးကံတာမျိုးငွေအလင်ခံတာမျိုးသတိထားစေလိုပါတယ်။အဲ့တော့ငွေကြေးကိစ္စများကို အထူးသတိထားပြီးတော့ဖြတ်သန်းစေလိုပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့တယောက်ကအဖြူတယောက်ကအမဲအယူဆတွေအမြင်တွေကိုယ်လည်းနေတတ်ပါတယ်။မကြကနာစကားပြောငင်းခုံရံဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့အင်မတန်ကောင်းနေပါတယ်။သာသမီမရတဲ့သူများသာသမီရဖို့ကလေးရဖို့ရှိနေပါတယ်။အိမ်ထောင်ရေးဒုက္ခခံစားရမယ့်အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရမယ့်နမိတ်ပဲဖြစ်ပါတယ်။ပညာရေးကံအင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာပို့ပြီးတော့အမှတ်တွေကောင်းဖို့ရှိနေပါတယ်။ဒါလူကလည်းပဲပုံမှန်လေးကြိုးစားသွားဖို့ဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ယောဂများနောက် ရေချိုးမာတာမျိုး C သွေးနဲ့ပတ်သက်တဲ့ယောဂများသတိထားအစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့3ည9နှစ်တစ်ဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်တွေကတော့အပြာအယောင်အဖြူအယောင်ဖြစ်ပါတယ်။ညံများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတော့တခွားသီးနဲ့ခောက်ပေးပါတခွားသီး။အဲ့တော့တို့စားတဲ့တခွားသီး။ပစ္စည်းနဲ့စူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပေးပါ။အဲ့တော့ကံကောင်းစေမဲ့ယရိယာကတော့အိမ်ဖျားမှာနွားတို့နှစ်ခွက်လှူဒန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်လေးကြေပြွတ်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွတ်ကျော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေဗျာ။